အမေရိကန်အစိုးရကမြန်မာနိုင်ငံပေါ်စီးပွားရေးပိတ်ဆို့တံခတ်မှုရှော့ချမှုနဲ့ပတ်သက်ပြီးနိုင်ငံတော်အတိုင်းအမင်းကပုံကိုဒေါအောင်ဆန်းစုကြည်ပြောကြားလိုက်တဲ့စကားအပေါ်သဘောထားကွဲလွဲမှုတွေရှိခဲ့ပါတယ်။ဤမမမွန်သတင်းပေးပို့ထားပါတယ်ရှင်။ ပြီးခဲ့တဲ့ပိုင်းကမြန်မာနိုင်ငံပေါ်အမေရိကန်ကစီးပွားရေးပိတ်ဆို့မှုလျှော့ချမှုပါမြန်မာနိုင်ငံရေးပေါ်တည်ရမှုရှိကြောက်စရာမဟုတ်လို့နိုင်ငံတော်အတိုင်းအမြန်ပုတ်ကိုဒေါအောင်ဆန်းစုကြည်ပြောကြားလိုက်တဲ့ပေါ်အမြင်အမျိုးမျိုးကွဲလွဲခဲ့ကြတာပါအမေရိကန်ဆိုရအနေနဲ့ဒီမြန်မာနိုင်ငံရဲ့နိုင်ငံရေးအပြောင်းလဲပုံမှာတော့ဟိုစိတ်ချလက်ချမရှိသေးဘူးတော့ယုံကြည်မှုအပြည့်မရှိဘူးဆိုတာလည်းပေါ်လွင်နေတယ်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်အမြင်အဖြစ်တော့ဟိုအမေရိကန်ဆိုရအနေနဲ့ဟိုချီတုံချထုံနဲ့ မြန်မာပြည်ပေါ်မှာစီဝါရေးရတံခါးပိတ်ဆို့မှုကိုရှော့ချလိုက်တာလို့မြင်တယ်ကျွန်တော်မြင်တာတော့တကယ်တမ်းပြောမယ်ဆိုရင်ကျွန်တော်တို့နိုင်ငံရဲ့ဒီမိုကရေစီအပြောင်းအလဲမှာဒီအမေရိကန်ရဲ့စီဝါရေးရတံခါးပိတ်ဆို့မှုဟာအင်မတန်မှအရေးကြီးခဲ့တယ်လို့ကျွန်တော်ကသုံးသပ်ပါတယ်လက်ရှိအချိန်ဤထိလည်းအမေရိကန်ရဲ့တံခါးပိတ်ဆို့မှုဟာအရေးကြီးနေတော့မယ်အဲ့ဒီအတွက်ကြောင့်မလို့เนาะဒီဂေါန်ဆန်းစုကြည်ပြောတဲ့เนาะအမေရိကန်ရဲ့တံခါးပိတ်ဆို့မှုဟာ ဟိုမြန်မာနိုင်ငံစီးပွားရေးပေါ်မြန်မာနိုင်ငံရဲ့အပြောင်းလဲပေါ်မှာတက်ရောက်မှုမရှိနိုင်ဘူးဆိုတာကတော့ကျွန်တော်ဟိုအပြည့်အဝလက်မခံပါဘူးအခုလို American ကစီးပွားရေးပိတ်ဆို့မှုအတိုးလျှော့လုပ်နေတဲ့ပေါ်စီးပွားရေးလာတုံးသက်သူတွေကတော့ပိတ်ဆို့မှုတွေကြံနေသေးပေမဲ့ဒီအခြေအနေတွေကပဲအခွင့်အမ်းတွေပေါ်ပေါအောင်လှုပ်ဆောင်နိုင်ခဲ့တဲ့အတွက်စိုးရိမ်စရာမလိုဘူးဆိုတဲ့ဒေါအောင်ဆန်းစုကြည်ပြောစကားပေါ်ထောက်ခံခဲ့ကြပါတယ်။အဲစိုးရပဲဖြစ်ဖြစ်ရင်စိုးရပဲဖြစ်ဖြစ်ဒီကျော့ပဲဖြစ်ဖြစ်ကတိုင်းပြည်တော်လို့ကြား တိုင်းပြည်ကောင်းအောင်လုပ်တဲ့အချိန်မှာဆန့်ရှင်ရှိနေတာကိုလည်းကြောက်လို့မဖြစ်ဘူးကျွန်တော်တို့အရင်ကဆန့်ရှင်အကြီးကျယ်ဖြစ်အဲဒီကစင်းလိုက်စမ်းလျှော့တာတော့အခုကတော်တော်တော့လျှော့တယ်ဒါနဲ့အနေနဲ့ဆန့်ပြီးအဲ့တော့အစိုးရတောင်းရှိတဲ့သူတွေအနေနဲ့ဒီဆန့်ရှင်ကြောက်ဖို့တော့မရှိဘူးဟိုဒါကိုရှိတဲ့ထက်ကနေရဲရဲတင်းတင်းကိုတိုင်းယူလို့ဟိုတိုးတက်အောင်လုပ်ရမှာပဲဒါကြောင့်မလို့တောင်းဆိုပြီးလက်တာဆန့်ရှင်ကကြောက်စရာမလိုဘူးလို့ပြောတယ်လို့ပြောနားလည်ပါတယ် အမေရိကန်အစိုးရအနေနဲ့မြန်မာနိုင်ငံရဲ့အပြောင်းအလဲကိုသိမှတ်ပြတဲ့အနေနဲ့မြန်မာအစိုးရပိုင်ဘဏ်သုံးခုနဲ့မြန်မာအစိုးရပိုင်ဝန်ကြီးဌာနခုနှစ်ခုပေါ်ချမှတ်ထားတဲ့စီးပွားရေးပိတ်ဆို့မှုတွေကိုဖြေလျှော့ပေးလိုက်ပါတယ်။ဒါပေမဲ့ပုဂ္ဂလိကပိုင်ဖြစ်တဲ့စီးပွားရေးကုမ္ပဏီ6ခုကိုတော့ထပ်ပြီးတက်တန်းတိုးလိုက်ပါတယ်။ဒါဟာအမေရိကန်အစိုးရအနေနဲ့မြန်မာနိုင်ငံရဲ့အပြောင်းအလဲကိုအပြေအဝါစိတ်ချတာမျိုးမဟုတ်ပဲစောင့်ကြည့်နေပြီးထပ်မံအတိုးလျှော့လုပ်မဲ့အခြေအနေတွေလည်းရှိရလို့နိုင်ငံရေးလှတုံးသက်သူတွေရဲ့တုံ့သက်ချက်ကလည်းရှိနေပါတယ်။ Ça m'a aimé ma maman